ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတပုတ်ကတော့ဒေါ်လန်ကြီးမှာအကျန်းဖတ်စစ်ကောင်စီနဲ့ပူးပေါင်းထောက်ပံ့ပေးနေသူမှန်သမျှဟာရန်သူဖြစ်တယ်ဆိုတဲ့စောင်းပါတပုတ်ပဲဖြစ်ပါတယ်။နှွေဦးဒေါ်လန်ကြီးကအခုဆိုရင် prime time အဆင့်ကို ရောက်လာပြီး အမားခံလို့မရတဲ့အချိန်ဒီမှာ reason stable ကို ချိန်ဆရပြီးတော့ tipping point ကိုကူးလူဖို့မာဗျူဟာကြကြသွားဖို့ အနာတက်နေရပါတယ်။မိုက်ကယ်အင်ဂျင်လူရဲ့ပြောင်မြောက်တဲ့အမှုပညာဆိုတာလူတဲ့အနာတက်တွေကို ချောလိုက်အနာသားတွေကိုလုံးလိုက် ပုံဖော်လိုက်နဲ့တဖြည်းဖြည်းယူလုံးကြွလာပြီးကောင်းမွန်တဲ့အမှုပညာတရက်ဖန်တီးတယ်လို့စီးရင်နိုင်ငံကြီးမှာခိုင်မာတဲ့မူဝါဒနောက်မှာအမှုစိတ်ပုံဖော်ပြီးပန်းနိုင်ရောက်အောင်မမိတ်မတုံချီတက်ဖို့လိုပါတယ်။ ဤနေတယ်လို့ထင်ရပေမဲ့စည်ရီအတွင်းစည်းထဲမှာခေါင်းဆောင်မိုင်းတွေတည်ငိမ်အောင်ထိမ့်ချုပ်လှုပ်ဆောင်နေရပါတယ်။ဆီယာနာမြစ်ဖြတ်ဖို့အတွက်လင်းနစ်ကြော်ကိုချင်းနှင်းဝင်ရောက်လာချိန်မှာအောင်မြင်မှုရှုံးနိမ့်မှုကြေကွဲเสียရဖြစ်ရတွေ့အခက်ခဲတွေဒင်းကျန်းဖြစ်ပြီးတော့ဒီလိုခက်ခဲရစဲတဲ့အတွေ့အကြုံပေါ်ပြန်စင်းစားသုံးသပ်အချိန်ယူနေရလို့ဖြစ်ပါတယ်။ဒီလိုအချိန်မှာတော်လန်ရေးအဖွဲ့တွေအထူးသဖြင့် ဥဆောင်နေတဲ့ NUG PDF KIU KIE နဲ့ ULEE တို့ကဖြည်းဖြည်းမှန်မှန်တောင်းနေရပြီးအမမခံတဲ့အခြေအနေဖြစ်လို့တိုက်ပွဲအနေထားသတင်းလုံခြုံမှုနဲ့ viewer ရတကွက်မှားတဲ့ကြားဖြစ်ခံလို့မရပါဘူး။တွေးအေးအေးနဲ့ကြော်ဖြတ်နေရပါလေ။တပတ်ရန်သူစစ်ကောင်စီက၎င်းတို့ရဲ့လုံခြုံရေးအနေထားရအတွင်းစီ၃တက်မှာနှစ်ထပ်ပြိုသွားပြီဖြစ်တဲ့အတွက် အာနာလက်မလို့ရရေးကြက်ကုတ်ကြက်ခဲခုကနေရပြီးတော့ရက်ဆက်ရုံမှမှုကအတော်မတတ်နိုင်အောင်လှုပ်လာပါတယ်။ဂျမ်ဘတ်စစ်ကောင်စီဘက်တရုတ်ရဲ့စစ်လက်နက်ရိတ်ခါငွေကြီးဤပညာထောက်ပံ့ပေးမှုအပြင်နိုင်ငံတကာကိုလက်ရှောင်ဖို့ဝင်မပါဖို့ချင်းချောက်ပါတယ်။တရုတ်က၎င်းကိုယ်တိုင်ဆွတ်ဖတ်မှုထက်ကြော်ပြီးကျူးကျော်နေချက်နေတာကြောင့် ကျမ်းပတ်စစ်ကောင်စီခံတာနေပြီးမပြူလဲရတာဖြစ်ပါတယ်တရုတ်ဘောမြန်မာပြည်သူ လူထုရဲ့ယွန်းရှာဆက်ဆုပ်မုန်းတိမှုက နောက်တဆင့်ကို ရောက်နေပြီးအဲ့ဒီပွဲပြီးတာနဲ့ဘောက်ချာတေချာဆုပ်ဖြင်းမယ်ဆိုတာအသေးချာပါပဲလကောင်းတို့ရဲ့နောက်ဖေးပေါက် မြန်မာနိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့တွားမှာကိုကြောက်ပြီးစစ်မိတ်စာတပ်တွေကိုကူညီထောက်ပံ့ပေးတာ အရန်ယွမုံမှုကောင်းပါတယ်ရုရှားမြောက်ကိုရီးယားအီရန်နဲ့မဟာမိတ်တွေဖြစ်တဲ့တရုတ်ဟာအာဏာရှင်စနစ်ရှင်သန်ဖို့အတင်းအကျပ်ပုံသွင်းနေပါတယ်ဒါကြောင့်လည်းနိုင်ငံတကာမှာစစ်ကောင်စီတပ်ရဲ့ခေါင်းကိုင်နာမည်ပြက်ခံနေရပါတယ်မင်းတို့ကိုစစ်လက်နက်ဤပညာထောက်ပံ့ပေးမယ်နိုင်အောင်တိုက်ဖို့ တုံးလို့ရတဲ့နီးမှန်သမျှတုံးနိုင်ငံတကာကအထွတ်မတက်အောင်ငါရှင်းပေးမယ်ဆိုပြီးအကြံဖက်စစ်ကောင်စီရဲ့လူမဆန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရက်သားတွေကိုရက်ဆက်ယုံမှာအတော်မတတ်နိုင်အောင်သွေးချောင်းစီးအောင်လုပ်နေတဲ့အကြံဖက်စစ်ကောင်စီနောက်ွယ်လက်တွေကတရုတ်ကွန်မြူနစ်အစိုးရပါပဲကြားရှိန်နဲ့မြေခွေးတွင်းကျယ်နေတဲ့အကြံဖက်စစ်ကောင်စီကတရုတ် တောင်းပေးမှုနဲ့လာရှိုးကို MNDA လက်ထဲကပြန်ရပင်မဲ့အုတ်ချုပ်ရေးပြက်ပြားပြီးတခိုးဓမြတွေထူပြောလာပါလေ DNL ကနေမြို့ငါးမြို့ကို တောင်းပင်မဲ့မရတော့အင်အားတုံးပြီးနောင်ချူကိုတိမ့်ဖို့လှုပ်လာပါလေလေချောင်းတိုက်ခိုက်နိုင်တာကလွဲရင်မြေပြင်ထိုးစင်မှာ DNL ပူးပေါင်းတပ်တွေကိုရှင်နိုင်ဖို့မလွယ်ပါဘူးလက်နက်ခဲယံပြည်စုံတာက လွဲလို့အောက်ခြေတပ်သားတွေတိုက်ပွဲဝင်စိတ်သက် ပျောက်ဆုံးနေပြီးစိတ်ကြွစည်းသုံးပြီးအရေးကို တိုက်နေတာပဲဖြစ်ပါတယ်အခုထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမှာရှိတဲ့သေဘောဘူးစခန်းကိုဂျွန်လ၂ရက်နေမှာ KNL ပူးပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ပြီးဂျွန်လ၃ရက်နေမှာကျမ်းပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလမ်းဖြူထောင်းလက်နက်ချလိုက်ပါတယ်တိုက်ပွဲဟာပြင်းထန်ပြီးစစ်ကောင်စီဘက်ကလေရင်နဲ့တောက်လျှောက်ဘုံကျဲပင်မဲ့လက်လွတ်ခဲ့ရပါတယ် ခိုင်းမြမနေဆက်ကရင်ဘတ်ချမ်းမှာစစ်ကောင်စီစခန်းကျန်းနာဆိုလို့ဥက္ကဋ္ဌဝေါ်လီဘျူဟာကုန်းထီးသဲလေစခန်းနဲ့ထီးကပလေစခန်းတို့ဒါကြံရှိတော့ပါတယ် KNU KNL ကတော့မြို့တွေကိုမသိမ်းမဲနေဆက်ကုံတော်ကြီးစခန်းတွေနဲ့အကျံဘတ်စစ်ကောင်စီတပ်စခန်းတွေကိုဘျူဟာမြောက်ထိုးစစ်တွေနဲ့တိုက်ခိုက်သိမ်းယူပြီးစီရီရီမန်းချက်ကိုပုံဖော်နေပါတယ် GNU ပြောခွင့်ဟာဖရူဆော့တော်နေကတော့လိုအပ်ရင်မြို့တွေကိုတိုက်ခိုက်သိမ်းယူဖို့လှုပ်ဆောင်နေကြောင်းပြောထားပါတယ်။ကရင်ချင်းချင်းမတိုက်ဘူးဆိုတဲ့ဘူချုပ်ကြီးစောကျော်နေနဲ့ဘူချစ်သူတို့ရဲ့လှိန်လုံးတွေရောင်းတော်ပြန်နေတာတွေငွေစိတ်တင့်နေတာကိုကြော်ဖြတ်နိုင်ရင်တော့ကရင်တော်လန်ကြီးနဲ့နှွေးတော်လန်ကြီးဟာအချိန်ကုန်ပြင်းပြင်းကြော်ဖြတ်နိုင်ပါမယ်။ နွေဦးတော်လင်းကြီးထိုးစစ်မှာဂိမ်းချိန်ညာဖြစ်သွားတဲ့ offensive ကို KIA ကဗမော်နဲ့ AA ကကြောက်ဖြူမှုကိုထိုးစစ်ဆင်းနေပါတယ်ကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်တိုက်ပွဲဟာ2024ဒီဇင်ဘာ4ရက်ကနေ KIA ပူးပေါင်းတပ်ဖွဲ့တွေတိုက်လာတာ6လပြည့်ပြီ ဗမော်မြို့သားအမှတ်27စစ်မြေပြင်ကုတ်ကဲမှုဌာနချုပ်စက္ကခ2 27နဲ့ခလာရ49တဲကနေဖက်စစ်စစ်ကောင်စီတွေခုခံနေရပြီး KYA ပူးပေါင်းတပ်တွေဟာစက္ကခ27နာဝင်းလိုက်ဟိုတယ်မှာတက်ဆွဲထားတာကိုတင်ပိုက်ပြီးထိုးဖောက် နေပါတယ်အကျဲမှာစစ်ကောင်စီကလေကြောင်းကနေအသေးလေးခုခံနေရတဲ့အပြင်မြို့ကိုလက်လွတ်ရရင်ဘုံကျဲပြီးစစ်စစ်ညက်ညက်ဖျက်ဆီးနေပါတယ် ဗမာမျိုးတိုက်ပွဲဟာခက်ခဲလွန်းလို့ KIA နဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ EE တပ်သားတွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဗီဒီယိုမိန်ကုန်းနဲ့တိုက်ပွဲဝင်ဖို့မှာကြားနေရပါတယ်။ရေလန်းကုန်းလန်းစုံတဲ့ဒုတိယမြို့တော်ဗမော်ကူလက်မလို့ရဖို့စစ်ကောင်စီထက်ဖင်ဒုံနဲ့ထိုးခံနေရတာတရုတ်ပါပဲ။ပထဝီရရှုပ်ထွေးပြီးကုန်းတွယ်ရေးရတရုတ်ရဲ့နေဆက်မြို့ကြီးဖြစ်တဲ့ဗမော်မြို့ကိုသာ KIA ပူးပေါင်းတပ်တွေရခဲ့ရင်တရုတ်အနေနဲ့ သူရွေးထားတဲ့မနိုင်နိုင်အောင်ပံ့ပိုးပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စား KIA ကိုလိုက်လျောစွာဆက်ဆံရပြီးမှတ်ပါဒီအနေအထားကိုလက်မခံနိုင်လို့ဘလူးကျင်းနေတာတရုတ်နဲ့စစ်ကောင်စီခေါင်းဆောင်မင်းအွန်လိုင်းနည်းမြေသိမ်းပြီးလို့တရုတ်ပြန်တောင်းရင်တောင်း KIU KIA ကလို့ပါပဲအချင်းကြာကောင်းကြာပင်မဲ့မရရအောင် KIU ပူးပေါင်းတပ်တွေတိုက်ပါလိမ့်မယ်မမော်ရတာနဲ့မြောက်ပိုင်းစစ်ဌာနချုပ်မြေကြီးနာ ဝိုင်းပက်ပိတ်ဆို့ခံရတဲ့အနေထားရောက်ပြီး2026နှစ်စာမှာတင်ကချင်ပြည်နယ် reset ထွက်ပါလိမ့်မယ်။ KIA ပူပေါင်းတပ်တွေထိုးစစ်လျှော့စီဖို့ကျမ်းပတ်စစ်ကောင်စီတပ်သားတွေဖားကန့်ကိုပါစစ်ကြောင်းတွေချီထိုးနေပါတယ်။ကာမိုင်းလန်းကနေတက်လာတဲ့အကျမ်းပတ်စစ်ကောင်စီတပ်တွေကို KIA ပူပေါင်းတပ်တွေအဲ့ခံပြီးနေတာအပုံလိုက်တေဆုံးနေတာတရုတ်နဲ့မင်းအောင်လှိုင်အတွက်နေချက် ခွင့်နဲ့အာဏာလက်မလွတ်ရည်အတွက်အောက်ခြေတပ်သားတွေကိုခြနှင်းကြမှာပါပဲအာရကတပ်တော်အေအာတရုတ်ရင်းနှီးမြုပ်နှံထားတဲ့ကြောက်ဖြူမျိုးကိုထိုးစစ်ချိန်မြင့်နေပြီးကြောက်ဖြူမျိုးအနီးမှာရှိတဲ့အမှတ်32ရဲတပ်ရင်းကိုပါတိုက်ခိုက်နေပါတယ်စစ်ကောင်စီတပ်တွေတရုတ်စီမံကိန်းကိုကာကွယ်ယူပြီးခုခံနေပြီးတရုတ်လုံခြုံရေးစစ်သားတွေပါဒရုန်းနဲ့စစ်ကောင်စီဘက်ကအားဖြစ်နေပါတယ် အေကရှင်းပါလေအင်္ဂါဂျူကလာတာလဲတိမ့်ပါပဲဆိုတဲ့ဘူဂျုတ်ထွန်းမြင့်နိုင်ရဲရဲတောက်ပြောစကားရဲ့အေရဲ့လုံနိုင်စွမ်းရှင်းမှုတွေကြောင့်ကြောက်ဖြူကိုမရမနေထိုးစစ်ဆင်မာပါပဲကြောက်ဖြူသာရရင်ရခိုင်16မြို့တဲကစစ်တွေမြို့သာကြံပြီးမြို့တော်ကလည်းအေထိုးစစ်အောက်မှာအညံ့ခံရမှာပါပဲမန်အောင်မြို့ကြံပေမဲ့ကြောက်ဖြူရရင်တဒွဲတွေရပါလိမ့်မယ် ဂျမ်ဘတ်စစ်ကောင်စီအတွက်ရောတရုတ်အတွက်ပါဘေးချက်နန်ချက်ပါပဲအီဂူတာစီဘူဆိုတာလေတရုတ်ကွန်မြူနစ်အတွက်ခက်ခဲရှိနေပါတယ်နိုင်ငံတကာမှာရန်သူများနေတဲ့တရုတ်ဟာစူပါပါဝါပျော့ပျော့ကျူယိုးနဲ့စောက်ထားတဲ့အိမ်မဲ့ ဘင်္ဂလားရဲ့ယာယီအစိုးရယူနော့အစိုးရကအေအေနဲ့ဆက်ဆံနေတဲ့အချက်ကအကြမ်းဖက်စစ်ကောင်စီနဲ့တန်တမာရေးတင်းမာနေပြီးအမေရိကန်ဘက်ရိမ်းတဲ့ယူနော့အစိုးရကြောင့်တရုတ်လည်း၎င်းရဲ့အိန္ဒိယသမုတ်တရာထွက်ပေါက်ကလက်လွတ်ရမယ်အနေအထားရှိနေပါတယ်။တစ်ဖက်မှာလည်းထိုင်ဝမ်ရေးအပြင်တောင်တရုတ်ပင်လယ်ရေးခင်းမှာ 9-line နဲ့ ASEAN 9နိုင်ငံနဲ့ပြဿနာတက်နေပါတယ်။ တရုတ်ကဘလောက်အင်အားကြီးမားပါစေဂါမနီချုပ်ယူးချားကအကွဲအဟတော်ရှိပြီးသားပါ လုတ်တဲ့ကင်တဲ့ဖုန်နဲ့အခွင့်ကောင်းရရင် ထိုးနှက်ဖို့လိုပါတယ်တရုတ်ရဲ့လုတ်ရဲ့စိုးတွေဟာမြန်မာပြည်သူလူထုတွေရဲ့နှလုံးသားမှာအကျန်းဖက်စစ်ကောင်စီနဲ့တူ အမုံနာကြီးမှုက ကပီးထိုးထားတယ်ဆိုတာအမေရိကန်နဲ့ရှင်ထိုးလို့လဲပြူတာနဲ့ငါတို့လည်းတရုတ်ကိုအရေးကွန်နှွာကြမယ် ဒီထက်ရဲသားပြည်သူကိုလေကြောင်းတိုက်ခိုက်တပ်ဖြန့်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့ပေးနေရင်တရုတ်စီမံကိန်းကြီးနဲ့ပိုက်လိုင်းတွေစုပ်ဖြဲဖောက်ခွဲပြီးသားမှတ်ပြီးရောပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်